မင်္ဂလာပါရှင်။မွေသားချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။စက်တင်ဘာလ25ရက်နေ့တွင်ဈေးဝင်စားပွဲအကောင်းနဲ့အကြောင်းအရာတွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ကချင်အကြံဖက်လက်နက်ကန်အဖွဲ့ KIA ရာပြီးခဲ့တဲ့ရက်ပိုင်းမှာကချင်ပြည်နယ်အတွင်းရှိဌာနတိုင်းရင်းသားတွေကို၎င်းတို့နဲ့ပူးပေါင်းဖို့တိုက်တွန်းတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ဒီဥတ္တပိုင်းထဲမှာတော့ KIA အဖွဲ့ရဲ့တိုက်တွန်းတောင်းဆိုမှုတွေကိုကချင်ပြည်နယ်အတွင်းနေထိုင်သူတွေက ဘလိုမျိုးတုံ့ပြန်နေသလဲဆိုတာကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ဒီအစီအစဉ်လေးမစတင်ခင်မှာတော့မိုးတောက် channel ကို subscribe နဲ့ like share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရင်တမ်းတော်စေချောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စေချောင်းအထင်းနာလေးရဲ့ရှိနေတဲ့ကချင်အကျန်းဖက်လက်နဲ့ကင်အဖွဲ့ KIA ရကချင်ပြည်နယ်အတွင်းရှိတခြားတိုင်းရင်းသားအဖွဲ့စည်းတွေကို၎င်းတို့နဲ့ပူးပေါင်းဖို့တောင်းဆိုတာတွေရှိလာခဲ့တယ်လို့သိရပါတယ် တံပရောဆေးကျောင်းတွေရောဗမော်မျိုးနဲ့ဖားကန်းမျိုးအပါအဝင် ကချင်ပြည်နယ်အတွင်းရှိ KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေစုဖွဲ့လှုံ့ရှားနေရဲ့ရွာတွေစက်ကန်းတွေကိုနံမြေရှင်းလင်းလျက်ရှိနေရ KIA အဖွဲ့တွေအထူးကိအကြဆုံးများလျက်ရှိနေပါတယ် KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာတံပရောဆေးကျောင်းတွေနဲ့ပြည်သူစစ်အဖွဲ့တွေရဲ့တိုက်စေးကျောင်းလူပြုံးစေရှောင်းနေတယ်လို့ဖြစ်နေရအတင်းအကျပ်လူသစ်စုဆောင်မှုတွေလည်းလှုံ့ဆောင်ရရှိနေတယ်လို့ကချင်ပြည်နယ်အတွင်းနေထိုင်သူတွေက လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ကချင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ KIA ရောအတင်းအကျပ်ဖမ်းဆီးမှုတွေအပြင် ကချင်ပြည်နယ်အတွင်းနေထိုင်နေတဲ့တခြားတိုင်းဒေသမျိုးနွယ်စုတွေကိုလည်း၎င်းတို့နဲ့ပူးပေါင်းပြီးတော့တပ်မတော်စစ်ကြောင်းတွေကိုပြန်လည်တိုက်ခိုက်ဖို့ပြီးခဲ့တဲ့ရက်ပိုင်းမှာထပ်မံတောင်းဆိုခဲ့ပါတယ်။စနေမာလာ22ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ KIA အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာတပ်မတော်နဲ့လက်တွဲကကချင်လူမျိုးအချင်းချင်းပြန်လည်တိုက်ခိုက်နေခြင်းဟာ မိုင်းမှာအမဲဆက်ဖြစ်ရှိနေမယ်ဆိုတဲ့အချက်ကိုထည့်သွင်းဖော်ပြခဲ့တယ်လို့ကချင်ပြည်နယ်အတွင်းကနေတမရော့စစ်ကြောင်းတွေကိုတိုက်ထုတ်ဖို့ကချင်ပြည်နယ်အတွင်းနေထိုင်တဲ့လူမျိုးစုတွေပူးပေါင်းလုံဆောင်ရမယ်လို့လည်းဖော်ပြထားပါတယ်။တမရော့စစ်ကြောင်းတွေနဲ့ပြည်သူစစ်အဖွဲ့တွေပူးပေါင်းပြီးတော့ KYA နဲ့ပူးပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့လန်ဆန်ဒေတာကိုထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပြီးနောက်ရပ်ပိုင်းအကြမှာပဲ KYA အဖွဲ့ကအခုလိုမျိုးသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ က်တင်ဘာလ22ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ KAI အဖွဲ့ရဲ့ထုတ်ပြန်ချက်ကိုလေ့လာကြည့်မယ်ဆိုရင်အချင်းလူမျိုးအချင်းချင်းဆိုတဲ့အတုံးနှုံးကိုတုံးနှုံးထားတယ်လို့တမ်းမတော်ကိုတိုက်ခိုက်ဖို့ကချင်လူမျိုးတွေပူပေါင်းဆောင်ရွက်ဖို့စားတဲ့အတုံးအနှုံးတွေတုံးနှုံးထားတာတွေ့ရပါတယ်။တနည်းအားဖြင့် KAI အဖွဲ့ဟာတမ်းမတော်စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စေကြောင်းအထီးနာနေရခြင်းအတွေ့ကချင်ပြည်နယ်အတွင်းရှိနေတဲ့တခြားတိုင်းရင်းသားတွေကို အကူအညီပေးဖို့တိုက်တွန်းတောင်းဆိုတာမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ကချင်ပြည်နယ်အတွင်းရှိတခြားတိုင်းရင်းသားတွေကတော့ KIA အဖွဲ့ရဲ့ထုတ်ပြန်ချက်ကိုလိုလားလက်ခံခြင်းမရှိဘဲစန့်ကျင်လျက်ရှိနေပါတယ်။လီဆူးလူမျိုးတဦးကဌာနေလူမျိုးတွေစီက KIA အဖွဲ့ကစီရင်နဲ့လူယူထားတဲ့နေမျိုးတွေကိုလက်ရှိအချိန်မှာဌာနေတိုင်းရင်းသားတွေကပြန်လည်ရယူနိုင်ဖို့ကြိုးပမ်းလာချိန်မှာဂျိန်းဖော်တွေကအချင်းချင်းဆိုတဲ့စကားသုံးနှုန်းထားတွေ့ရပါတယ်။ KIA ဟာဌာနေတိုင်းရင်းသားတွေစီကနေမျိုးတွေကို လက်နက်အားကို PDF အားကိုနဲ့စီးရင်နဲ့မတရားတိုက်ခိုက်သိမ်းပိုက်ချိန်တော့ကအချင်းချင်းဆိုတာတို့တမိုင်းတရခန့်ဆိုတာတို့စတဲ့ဇကားတွေကိုမဆိုခဲ့ပါဘူးမတရားသိမ်းပိုက်ထားတဲ့နေမြေတွေကိုပြန်လဲလက်လွတ်ရတော့မှစိုးရင်နေအတွက်ကချင်းတို့မဟုတ်ဂျင်းဖောတွေဟာထင်အောင်ထင်မှာဖြစ်အောင်ဆွတ်ဆွဲနေရဖြစ်ပါတယ်မတမာသူတွေကမတရားလုပ်ပြီးခံရတော့မဲ့အချိန်မှာ အားလုံးကိုဆွဲထည့်ခြင်းနေသေးတာ KI အဖွဲ့ရှိနေသည်များကာလာပတ်လုံး ကချင်ပြည်နယ်အတွင်းနေထိုင်တဲ့ဌာနတိုင်းရင်းသားတွေငြိမ်းချမ်းစွာနေထိုင်နိုင်မှာမဟုတ်ဘူး။ KYA ရအမြဲလိုလိုလက်နက်အားကိုနဲ့လာရောက်သိမ်းပိုက်နေအောင်မှာပါ။ KYA ကိုအမြင့်ပြတ်တိုက်ထုတ်ဖို့ဌာနတိုင်းရင်းသားအလုံးပူးပေါင်းတိုက်ထုတ်ရမယ်လို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာသုံးသက်ရေးသားထားပါတယ်။ KYA ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေဟာ2024ခုနှစ်မလအတွင်း3339ခွန်အမည်ရှိစစ်စင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်းရှိမြို့တွေကိုအင်အားသုံးတိုက်ခိုက်ခဲ့ရာကချင်ပြည်နယ်အတွင်းရှိတခြားလူမျိုးတွေရဲ့နေအိမ်တွေကိုထိန်းချုပ်ခွင့်ရခဲ့ပါတယ်။ KIA အဖွဲ့အားကချင်ပြည်နယ်အတွင်းရှိမြို့တွေကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်ကချင်ပြည်နယ်အတွင်းရှိတခြားဌာနတိုင်းရင်းသားတွေကိုဖိနှိပ်အနိုင်ကျင့်တာအတင်းကျပ်ဖန်စီတာစက်ကြီးတောင်းတာစားတဲ့ကျူးလွန်မှုအမျိုးမျိုးကျူးလွန်ခဲ့ပါတယ်။ကချင်ပြည်နယ်အတွင်း KIA နဲ့ပူးပေါင်းအဖွဲ့တွေလှုပ်ဆောင်ခဲ့တဲ့ မျိုးသိန်းတိုက်ပွဲတွေဟာကချင်ပြည်နယ်အတွင်းနေထိုင်နေတဲ့တခြားမျိုးနွယ်စုတွေအတွက်အခက်အခဲအကျက်တဲများစွာဖြစ်စေခဲ့တယ်လို့သိရပါတယ်။တချင်ပြည်နယ်အတွင်းနေထိုင်သူတအူကလည်းသူ့အသူအေးဆေးနေတဲ့မျိုးတွေကိုလိုက်သိမ်းမယ်။သိမ်းပြီးရင်မြို့ဖွင့်ပြမှုတိုးတက်ဖို့ဘာတခုမှမလုပ်ဘူး။သိမ်းရတဲ့မြို့တွေကအဖိုးတန်တဲ့အရာမှန်သမျှကိုမတရားယူမယ်။ရတဲ့မြို့ထဲမှာရှိသမျှလူတွေကိုစူးစောင်းရေးဆွဲမယ်။မတရားသိမ်းပိုက်လို့ရလာတဲ့လူအရင်းအမြစ် ငွေကြေးအရင်းမြစ်တွေတောင်းပြီးနှောင်းမြို့တွေကိုလိုက်သိမ်းမယ်။အဲ့ဒါဖက်ဆစ်စနစ်လို့ခေါ်တယ်။ဒုတိယကမ္ဘာစစ်မှာဂျပန်တွေတောင်းခဲ့တဲ့နီလန်ပဲ။အင်မတန်ရက်ဆက်ပြီးအောက်တန်းကြတဲ့စနစ်မျိုးပေါ်လို့၎င်းရဲ့လူမှုကွန်ရက်မှာဝေဖန်ရှင်းသားခဲ့ပါတယ်။ KI လည်းနဲ့ကန်အဖွဲ့တွေဟာမျိုးသိန်းတိုက်ပွဲတွေဆင်နွှဲမှုနဲ့အတူကချင်ပြည်နယ်အတွင်းနေထိုင်တဲ့တခြားဌာနတိုင်းရင်းသားတွေကိုမုံတက်အောင်သင်ပေးခဲ့တာဖြစ်တယ်လို့ဝေဖန်မှုတွေလည်းရှိနေပါတယ်။ KI အဖွဲ့ရဲ့လက်နက်အားကိုနဲ့ တခြားလူနည်းစုတိုင်းရင်းသားတွေအပေါ်ဖိနှိပ်အနိုင်ကျင့်မှုတွေကို မကျေနပ်တဲ့အတွက်လက်ရှိအချိန်မှာတခြားတိုင်းရင်းသားတွေကလည်းတမ်မရော်နဲ့ပူပါမီ KIA အဖွဲ့ကိုတိုက်ခိုက်လျက်ရှိနေတယ်လို့သိရပါတယ်။လီဆိုလူမျိုးတအူကမင်းတို့အမင်းတို့လိုင်းစားမနေမိုင်းကြရံမနေမင်းတို့ဒေတာမင်းတို့တိုးတောင်လို့ဖွင့်ပြောအောင်လို့မင်းတို့ကြီးဝါတိုးတက်ရင်ငါတို့မနာလို့လည်းမဖြစ်ဘူး။ငါတို့ဝမ်းနောင်သာပေးအောင်မယ်။အကွာကိုဒေတာကိုတိုးတက်အောင်တော့မလုပ်ပဲ။ ရဝမ်းမြေကိုမင်းတို့ကျူးကြော်တယ်။လီဆူးမြေကိုမင်းတို့ကျူးကြော်တယ်။လော်အော်လာချိမြေကိုမင်းတို့ကျူးကြော်တယ်။ရှမ်းနီမြေကိုမင်းတို့ကျူးကြော်တယ်။မင်းတို့မလာတော့ကအေးဂျန်ရဲ့ဒေတာဟာမင်းတို့ဝင်လာတော့စစ်ပွဲဖြစ်တယ်။ပြည်သူအိုးအိမ်စည်းစိမ်တွေပြက်စီးရဲ့။သူတပားကိုပြက်စီးအောင် လုပ်တော့ဘာဖြစ်လဲ။မင်းတို့တွေလည်းပြက်စီးကြရတယ်။သူတပားမျက်ရည်ကြောင်လုပ်တော့မင်းတို့တွေလည်းမျက်ရည်ချောက်ချင်မရအောင်ငိုကြွေးနေကြရတယ်။ငါတို့မှငါတို့နဲ့တမြေတည်းနေတဲ့သူတွေသိရင်ဘယ်တော့မှဝမ်းမသာတက်ခဲ့ပေမဲ့ အခုတော့ဝမ်းသာနေတဲ့ကြပြီမင်းတို့တည်ကြတာမြင်စိတ်ချမ်းသာတယ်မင်းတို့များများတည်လေငါတို့များများရှင်သန်နိုင်နေပဲငါတို့ရှင်သန်ခြင်းဟာမင်းတို့ကြာရှုံးခြင်းပဲမင်းတို့ကိုမုံအောင်မင်းတို့ပဲသင်ပေးခဲ့ကြတာမင်းတို့ကိုလီစုကလည်းကြိတ်မှာရဝံကလည်းကြိတ်မှာလော်ဝော်ကလည်းကြိတ်မှာလာချီကလည်းကြိတ်မှာရှမ်းနီကလည်းကြိတ်မှာအကုံဝိုင်းကြိတ်မှာဂျားတဲ့တမ်ရော်ကပါစွန်ကြီးဝင်လောင်းမှာဆိုပြီးတော့ပြောပါတယ်လက်ရှိအချိန်မှာ KIA အဖွဲ့ဟာကချင်ပြည်နယ်အတွင်းနေထိုင်နေတဲ့ တခြားဌာနတိုင်းရင်သားမျိုးနွယ်စုတွေရဲ့ဖုံရံသူဖြစ်နေရတဲ့လို့ဆိုနိုင်ပါတယ်။ဘလို့ပင်ဆိုနေစေကမူကရရင်အဖွဲ့ရဲ့လောက်ရက်တွေကိုကချင်ပြည်နယ်အတွင်းနေထိုင်သူလိုလားနှစ်သက်ခြင်းမရှိရတဲ့အချိန်ကြာလာနဲ့အများကရရင်အဖွဲ့ဟာတပြေးပြေးပုံမှုကြဆုံးရဝယ်ရှိနေပါတယ်။ပြည်တဲ့ကြီးလီစုတိုင်းရင်သားပြည်သူစေဖွဲ့ကကချင်ကရရင်ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကို drone နဲ့တိုက်ခိုက်နေမှုရုပ်သံတွေကိုလည်းဖော်ပြပေးလိုက်ပါရှင်။